ားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါသည်2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကပိုင်းနွေဦးတစ္ဆာ channel ကနေပြီးတော့ကောင်းနိုးရာရာသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလက် subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီတိုက်တိုင်းရှုံးနေတဲ့နမခတ်တိုင်းမှုဘုံမှုကျုပ်မျိုးမင်းထွေးကိုအနာပေးတယ်လို့သိရပါတယ်လူစားလဲထိုးပါတယ် နောက်ကချင်ပြည်နယ်ခေါလံဖုဖားကနဲ့ဗမော်တိုက်ပွဲတွေရဲ့အခြေအနေကိုပူပေါင်းတင်ဆက်သွားမှာဖြစ်ပါတယ်။ပြီးတော့ point 63လုံးနဲ့စင်လန်စကန်ကိုထောက်ပို့နဲ့စစ်ကူသွားတဲ့တပ်ကိုအေအေနဲ့ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်လိုက်ပါတယ်။နောက်တနင်္သာရီမှာစစ်တပ်စကန်တစ်ခုကိုပါကဖားကဝင်ရောက်တိုက်ခိုက်တာ၄ဦးသေဆုံးသွားတယ်လို့သိရပါတယ်ခင်ဗျာ။ပြီးတော့ main game မြို့နယ်မှာချင်းတွင်းမြစ်အတွင်းလောင်းပြေရွာရွှေမြောက်ဖောင်တွေကိုစစ်တပ်ကဒီကနေ့ထပ်ပြီးလေရင်နဲ့ပုံကျဲချတယ်လို့ သိရပါတယ်။နောက်ပြီးတော့ဒီကနေ့လူငင်းချမ်းသာ권နဲ့လွတ်လာတဲ့ဒီငန်းရငါကကြီးနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးတဲ့တရင်အချုပ်ကိုတင်ဆက်เสียလည်းရှိပါတယ်။နောက်ပြီးတော့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲတွေကိုဒီစန့်ကျင်ပယ်ချဖို့အမေရိကန်လွှတ်တော်နေရာကအမတ်တွေကတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းတွေစူးစီးတင်ဆက်ပေးဖို့ပြင်ဆင်ထားပါရခင်ဗျာ။ ဟုတ်ကဲ့ပရမတ်ဆုံးတိဆက်ပေးခြင်းတဲ့သတင်းကတော့ဒီတိုက်တန်းရှုံနေတဲ့နမခတိုင်မှုဘုံမှုကျုံမျိုးမင်းထွေးကိုအနာပေးပြီးတော့လူသားထိုးတယ်ဆိုတော့သတင်းနဲ့ဆက်တင်ကြပါရစေ။ဒီပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအမြဲတမ်းရှုံနေခဲ့တဲ့အတွက်မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘုံမှုကျုံမျိုးမင်းထွေးကိုတာဝန်ကနေအနာပေးပြီးတော့ဘူကျုံကျော်သူရကိုခန့်အပ်လိုက်တယ်လို့နေပြည်တော်စစ်ရေးသတင်းအကြီးအကဲတွေအရသိရပါရစေခင်ဗျာ။ ဒီစစ်စီရေးမှာရှုံနှိမ့်တာနဲ့အဂရိလိုက်စားမှုတွေကြောင့်ဗိုလ်မှူးချုပ်မျိုးမထွေးကိုနိုဝင်ဘာလ24ရက်နေ့မှာအနာပေးပြီးတော့ဗိုလ်ချုပ်ကျော်သူရကိုအသက်ခတ်အပ်လိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်တွေကပြောကြပါဗျ။ဒီစစ်တိုင်းမှာစစ်ကြောင်းတွေခံရတဲ့ကိစ္စတွေလက်ပေးလက်ယူမှုကိစ္စတွေနဲ့ဗိုလ်မှူးချုပ်မျိုးမထွေးကိုစစ်ဆေးတာပေါ်လို့ဖန်ထားတဲ့တမတ်တုံတုံတမတ်မှုလဲပါတယ်သူနေရာကိုဗိုလ်ချုပ်ကျော်သူရကိုအစားထုတ်လိုက်တယ် တိုင်မူအစ်စ်တောင်နမခမှာဒုံထိုင်နေပြီလို့ပြောပါတယ်ခင်ဗျာဒီအစ်စ်ပြောင်းရွှဲလာတဲ့နမခတိုင်မူမှာကလောမျိုးအခြေစိုက်စစ်ဦးစီးတက်ကတော်ကအကြောင်းအုပ်ကြီးဘူချုပ်ကျော်သူရဖြစ်ပြီးတော့ DSA အပတ်စဉ်39ကဖြစ်ပါတယ်ဖန်တီခံထားရတဲ့ဘုံကျုံမြုံမင်းထွေးမှာ2024ခုနှစ်အောက်တိုဘာ3ရက်ကရမခအခြေဆိုင်လာဖြူမြို့ဒိန်တိုက်ပွဲမှာကုကတ်တက် MNDA အဖွဲ့ကဖန်တီခံရပြီးပြန်လွတ်မြောက်လာပြီးတဲ့နောက်မှာ 2024ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်းဆောင်ကနမကတိုက်မှုဖြင့်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဒီစစ်တပ်အနာသိမ့်ပြီးမုံရွာခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုက်မှုဖြင့်ပြောင်းလဲခန့်ထားခဲ့တာ9ရောက်ထိရှိပြီးတော့မူးချုပ်မူးအောင်ဗိုလ်ချုပ်ဖြိုးတန့်ဗိုလ်ချုပ်တန်းထိုက်ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ဗိုလ်ချုပ်ကျော်သူရတို့ဖြစ်ကြပါတယ်ခင်ဗျာ။နောက်ကချင်ပြည်နယ်ကတိုက်ပွဲသတင်းစစ်ရေးအခြေအနေတွေကိုဆက်ပြီးတင်ပြကြပါမယ်။ ဒီကချင်ပြည်နယ်မြောက်ဖြားခေါလံပုံမြို့နယ်မှာနိုဝင်ဘာလ25ရက်နေ့ကစစ်တပ်နဲ့ပြည်သူ့စစ်ဘူပေါင်းအဖွဲ့ကိုကချင်လွတ်လပ်ရေးတပ် KIA ကဂျာဖြတ်တက်ခိုက်တာမှာပြည်သူ့စစ်၃ဗတ်၂ဦးကိုဖမ်းမိခဲ့တယ်လို့သိရပါတယ်နောက်ပြီးတော့ဒီခေါလံဖူးလန်ဆယ်လန့်အတိုင်းအင်အား60လောက်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ဘူရာအိုမြို့အခြေစိုက်တန်ကူးတံပြည်သူ့စစ်အဖွဲ့ပူးပေါင်းစစ်ကြောင်းကိုကြားပြတိုက်ခိုက်တာဖြစ်တယ်လို့ KIA နဲ့နေသက်သူဒေသခံအမျိုးသားတအူးကပြောပါတယ်။ နိုင်အနှဲငယ်အကြာမှာတိုက်ပွဲဖြစ်ပြီးတော့စစ်တပ်ကတပ်ပြန်ထုတ်သွားတာကြောင့်တိုက်ပွဲပြီးဆုံးသွားခဲ့ပြီးတော့စစ်တုံးမှနှစ်ဦးလည်းဖမ်းမိခဲ့တယ်လို့အဆိုပါအမျိုးသားကဆက်ပြောပြပါတယ်ခင်ဗျာဒီနှစ်ယောက်ဖမ်းမိထားတဲ့တစ်ဖက်တောင်ကျောင်းမှာဖြစ်ကြတာပိတ်ပြီးတော့ပြစ်ကြတော့ထွက်ပြေးလာတဲ့ကောင်တွေကိုဖမ်းမိပါတယ်တေဆုံးသူတွေရှိတယ်အရေးအတွက်တော့ကောက်မရသေးပါဘူးအခုထိစစ်ဆိုင်နေကြတော့ပါလို့ပြောပြတာပါ ဒီအခုလာဇန်းပိုင်းကစတင်လို့ခွန်လန်ဘူးမြို့မကြရေးစစ်တပ်ကဘူရာအုံနဲ့မချမ်းပေါ်မြို့ကအင်အားတွေကိုထပ်ပြီးဖြစ်တင်းခဲ့ပြီးတော့မြို့ပေါ်နဲ့မြို့အနီးဝင်းကျင်တွေမှာလည်းစစ်ကြောင်းထုတ်လှုပ်ရှားနေကြတယ်လို့သိရပါတယ်ခင်ဗျာဒီအော်တိုဘာလအတွင်းမှာခေါင်လန်ဖူးမြို့နယ်တောင်ဘက်ခေါင်လန်ဖူးလမ်းဆဲလမ်းပိုင်းမှာရှိတဲ့စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ရဲ့စခန်း၃ခုကို KIA ကတင်ပိုက်ပြီးတဲ့နောက်အခုလိုအင်အားတိုးလာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ နောက်ပြီးတော့ဖားကန့်နဲ့ဗမော်ကစည်ရေးအခြေအနေအချို့ကိုဆက်ပြီးတင်ပြပါမယ်။ဒီဖားကန့်မြို့မှာလည်းအနောက်ဘက်နှမိုင်လောက်အကွာဆန်းကျွယ်ရွာအနီးကိုစစ်ကြောင်းတစ်ကြောင်းနဲ့ဖားကန့်အရှိဘက်ဂရီမိုရွာကစစ်ကြောင်းတစ်ကြောင်းနိုဝင်ဘာ25ရက်နေ့ကတက်လာခဲ့ပြီးတော့တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့တိုက်ပွဲဝင် KPDF တပ်ဖွဲ့ဝင်တူကိုကိုကပြီးတော့ဖက်ကဒေသကအမျိုးသားတူကပြောပြတာဖြစ်ပါတယ်။သူပြောပြတာကတော့ ဂရီမော်မာစစ်ကော်မရှင်စစ်ကြောင်းကိုစစ်ကြောင်းမှုလို့ယူဆရတဲ့အရာရှိကြဆုံးသွားတာမြင်ရပါတယ်အလောင်းပြန်ကောက်သွားကြတော့ဘာကောင်လဲဆိုတာမသိရပေမဲ့အကောင်ကြီးတွေကရလိုက်ပါတယ်လို့အဆိုပါအမျိုးသားကပြောတာဖြစ်ပါတယ်ဒီအဲ့ဒီနေ့မနေ့ကပဲစစ်တပ်ကဂရီမော်နဲ့မာဆာရွာကြားကိုဒရုန်းနဲ့ပုံကျက်တိုက်ခိုက်တာမှာ KPD ရဲ့တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ရပါတယ်နောက်ဂရီမော်ကြီးဟောကစစ်တပ်မှာ ဒီခရိယံဖះเจ้าနဲ့စတဲ့เจ้าတွေမှာဆက်လက်တက်ဆွဲထပ်ပြီးတော့စစ်ကြောင်းထပ်ပြီးထိုးလာတာမရှိသေးဘူးလို့သိရပါတယ်။အလားတူပါပဲဗမော်မြို့မှာနေတိုင်းနေတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ကောင်မချင်းတက်ကနေလေเจ้าကနေနေတဲ့ဘုံကျဲတက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီ0.63လုံးနဲ့စင်လန်စကန်းကို ထောက်ပို့နဲ့စစ်ကူသွားပို့တဲ့ဒီတက်ကိုအေအေနဲ့ပူပေါင်းတက်တွေကဒီကြားဖြတ်တိုက်ခိုက်တဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ်။ တောင်ကုတ်ဗရောင်းလမ်းမှာရှိတဲ့စင်လန်စခန်းနဲ့ကင်းစခန်း point 63လုံးတို့ထောက်ပို့လမ်းကြောင်းကိုဒီအရကတက်တော်အေနဲ့ပူပေါင်းတော်လိုက်တက်တွေကဖြတ်တောက်ပိတ်ဆို့ထားပြီးတော့အဲ့ဒီနေရာကိုတက်လာတဲ့စစ်တပ်နဲ့စစ်ကူထောက်ပို့စစ်ကြောင်းတွေကိုတိုက်ခိုက်တာမှာဒီတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတယ်လို့ဒေသခံစီရင်တဲ့အရင်မြက်ကဒီနေရင်စရာတနင်္ဌာနာကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ သူပြောပြတာကအခုတပံပြန်ပြေးတိုက်ပွဲဖြစ်နေတဲ့ဆင်လန်းလေးလာတောင်ကိုညောင်ချီတော်ဘက်ကစစ်ကူနဲ့ထောက်ပို့တပ်တွေပြန်တက်လာတယ်။အေအေနဲ့ပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်နေရတယ်လို့ပြောပြတာဖြစ်ပါတယ်ခင်ဗျာ။ဒီအေအေနဲ့ပူပေါင်းတပ်မဟာမိတ်တွေကအဆိုပါထောက်ပို့လမ်းကြောင်းတွေကိုတလကန်အကြာပိတ်ဆို့ဖြတ်တောက်ထားပြီးတော့အခုရပိုင်းမှာစစ်တပ်ဘက်ကပြန်လဲစစ်ကြောင်းထိုးကတက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာတာလို့နောက်ထပ်ဒေသခံစီရင်တရင်အေးမြစ်တူကလည်းပြောပြပါပါတယ်ခင်ဗျာ။ ကပ္ပစ16နေကကာကင်း point 63လုံးစကန်းကိုအင်အား200လောက်ပါတဲ့စစ်ကြောင်းတွေထိုးတာတွန်လိုင်းတက်တွေကပိတ်ဆို့ထားပြီးတော့ကြားဖြတ်တိုက်တာစစ်ကူစစ်ကြောင်းနဲ့လက်ရှိနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ပြောပြပါတယ်ခင်ဗျာအဲ့ဒီ point 63လုံးမှာရိတ်ခါပြက်လက်နေလို့ဝိုင်းတွဲနေတာမကဘဲနဲ့ဒရုန်းတွေနဲ့ပါထောက်ဖို့လုပ်ငန်းတွေဆောင်ရွက်နေရတယ်လို့လည်းသူကပြောပြပါတယ်ဒရုန်းပါဝင်လေရင်နဲ့ထောက်ပို့လုပ်ပေးနေရတယ်ဆန္ဒရိတ်ခါနဲ့လိုအပ်ပစ္စည်းတွေကိုမြေပြင်ထောက်ပို့စစ်ကြောင်းနဲ့ပို့လို့မရတော့ ဒီလေချောင်းကနေချပေးနေရတာပွိုင်ကုန်းကလူတွေကိုအခုကပ္ပဆ76ကဒရုန်းနဲ့ထမင်းပို့နေရတယ်ပွိုင်ကုန်းစကန်းကုန်းကိုလည်းအေကအနီးကဆိုရင်စနိုက်ပါအဝေးကဆိုရင် RPG နောက်ကောင်းငင်ကဆိုရင်ဒရုန်းတို့နဲ့ချတော့အခုရပိုင်အတွက်မှာပြန်လဲတိုက်ပွဲဖြစ်ပွားနေပါတယ်တက်လာတဲ့ထောက်ပို့စစ်ကြောင်းတွေလည်းရှေ့မတူးနိုင်ဘူးတွန်လိုင်းတက်တွေကပိတ်ဆို့တိုက်တော့အကုန်လုံးတိုက်ပွဲပြန်ဖြစ်နေတာလို့ပြောပြပါပါတယ်ခင်ဗျာဒီ point 63လုံးအပါ ဆင်လန်းလီလာတောင်ချီတို့မှာရောက်ရှိနေတဲ့အကြံဖက်စစ်တပ်ဟာထောက်ပို့ဖြတ်တောက်ခံထားရတဲ့အပြင်တိုက်ခိုက်မှုပါခံလိုက်ရတာကြောင့်ဒီအချို့တပ်ဖွဲ့ဝင်တွေဟာလက်နက်ခဲန်းတွေကိုယူဆောင်ပြီးတော့ထွက်ပြေးလာတာများလာပြီးဒီအခုရပိုင်းအတွင်းမှာတော်လန်ရစ်တပ်ဖွဲ့ဘက်ကိုအလင်းဝင်လာသူနဲ့ထွက်ပြေးနေတဲ့အချိန်ဖမ်းမိရမိသူတချို့လည်းရှိနေတယ်လို့လည်းဒီ၎င်းကပြောပြပါတယ်ခင်ဗျာဒီစစ်တပ်ဟာကပ္ပဆတ်စစ်ချောက်ကာကင်းတွေနဲ့ညောင်ချီတော့စခန်းတို့ကိုအဓိကခံစစ်ပြန်လည်တိစောက်နေပြီးတော့ ဒီအနီးနားမှာချထားတဲ့တင်ကားတွေကပါအမြောက်တွေနဲ့ပြစ်ခတ်တယ်လို့အသေးခံ drone တွေနဲ့လည်းတိုက်ခိုက်တာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာနောက်တဲ့ရင်တပုတ်ကတော့ဒီတနင်္သာရီတိုင်းမှာစစ်တပ်စခန်းတစ်ခုကိုပကဖကဝန်ရောက်တိုက်ခိုက်လို့၄ဦးသေဆုံးသွားပါတယ်ခင်ဗျာတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရွာတဲ့ဝန်ရောက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ဒီဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာကြောင့်မို့လေးရောက်သေဆုံးသွားတယ်လို့မြစ်ခင်အမှတ်နှစ်တက်ရင်းရဲ့တာဝန်ရှိသူတယောက်ကပြောပြတာဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ25ရက်နေ့မွန်းလွဲတနေ့လောက်ကတမုတ်ချုံကျေးရွာအနီးတစ်ပင်ချောက်ကျေးရွာဒီထဲမှာတက်ဆွဲနေထိုင်ကြတဲ့စစ်ကောင်စီတပ်သားတွေကိုမြစ်ခရိုင်တပ်ရင်းနှင်းနဲ့တနင်္သာရီမြို့နယ်ပကဖတောင်ပန်ဒီအဖွဲ့တို့ပူးပေါင်းပြီးတော့ပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့တာလို့မြစ်ခရိုင်တပ်ရင်းနှင်းတပ်ခွဲ3ရဲ့ဒုခွဲမှုတယောက်ကပြောပြပါဗျာ ဒီသူတို့လေးယောက်ကအဝတ်လာလှတဲ့အချိန်စနိုက်ပါနဲ့ရင်ဆပစ်လိုက်တာပါပြီးမှလက်နက်ငယ်တွေနဲ့ပစ်တာတေဆုံးလေးယောက်ကဘာယာတူးရှိတယ်ဆိုတာတော့မသိရဘူးနေရာမှာတင်လဲကြပြီးတေးတာပါတိုက်ပွဲကြတဲ့ကမိနစ်40ရှိခဲ့ပြီးတော့နောက်ဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကပြန်ဆုတ်လာခဲ့ကထိခိုက်မှုမရှိဘူးလို့သိရပါတယ်ခင်ဗျာအဲ့ဒီစစ်ကောင်စီတပ်သားတွေကအဲရ90ကျော်ရှိတယ်လို့သိရပြီးတော့တစ်ပင်ကြောက်ကြီးရွာကလာရောက်တပ်ဆွဲပြီးနေတာတပတ်ကျော်ရှိပြီလို့ဒုခွဲမှုကဆိုပါတယ်ခင်ဗျာ တမုံချုံတစ်ပင်ချောက်ကြေးရွာတွေမှာရှိတဲ့ရတပီသူတွေဟာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေတာနှစ်အတော်ကြာပြီဖြစ်ပါတယ်ခင်ဗျာနောက်တရေတဲ့ဘုကတော့ဒီသကိုင်းတိုင်းမင်းကင်းမြို့နယ်မှာရှိတဲ့ချင်းတွင်းမြစ်တွင်ကလောင်ပြည့်ရွှေမျိုးဖောင်ကိုစစ်တပ်ကဒီကနေ့လေနဲ့ထပ်ပြီးဘုံကျဲသွားပြန်ပါတယ်ခင်ဗျာဒီသတင်းကိုတင်ဆက်ချင်ပါတယ်ဒီမင်းကင်းမြို့နယ်ချင်းတွင်းမြစ်တွင်မှာလောင်ပြည့်ရွာရွှေမျိုးဖောင်တွေကိုစစ်တပ်ကလေနဲ့ဘုံကျဲချတဲ့အကြောင်းဒေသခံပြည်သူတွေကပြောဆိုကြပါတယ် ဒီနေ့နိုဝင်ဘာလ28ရက်နေ့မနက်9:00နာရီအချိန်မင်းကင်းမြို့နယ်ချင်းတွင်းမြစ်အတွင်းရွှေမျောတူးဖော်နေတဲ့နေရာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချသွားတာဖြစ်ပါတယ်။လက်ရှိဘုံကျဲမှုကြောင့်ရွှေမျောဖောင်တွေပျက်စီးတာတွေရှိပြီးတော့ရွှေတူးလုံသားတွေထိခိုက်ဒေဆုံးမှုရှိတဲ့အကြောင်းလဲသိရပါတယ်ခင်ဗျာ။ဒီရွှေမျောဖောင်တွေပေါ်ကလေရင်နဲ့ဘုံကျဲချသွားတာထိခိုက်ဒေဆုံးမှုရှိနိုင်တယ်။ထက်လာပြီးဘုံကျဲမှာဆိုရင်တော့လောလောဆယ်တော့ကုညီကယ်ဆယ်ရေးမလုပ်ရဲသေးဘူး။ တေဆုံးထိခိုက်အရေးအတွက်မသိရသေးဘူးလို့တင်တော်ကြေးပါကပြည်သူလူထုကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာဒီနိုဝင်ဘာလ25ရက်နေ့မနေ့9နာရီလောက်ကလည်းဒီမင်းကင်းမြို့နယ်မြောက်ချွံ့ရွာနီးမှာရှိတဲ့ရွှေမြောက်ကိုအကြမ်းဖက်စစ်တပ်ရဲ့တရဲဦးလေတပ်ကတက်လာတဲ့ A5 ဘုံပါ Jet Fighter ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် နောက်ပြီးတော့ဒီနိုဘာ22ရက်နေ့ကလည်းချင်းလွင်မြစ်တွင်လောင်ပြည့်ရွာရွှေမြောဖောင်တွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တာမှာရွှေမြောလုတ်သားတွေထိခိုက်သေးဆုံးမှုတွေများတာတွေဖြစ်ပေါ်ခဲ့ရပါတယ်ခင်ဗျာ။နောက်ရန်ကုန်မြို့အင်းစိန်ထောင်ကနေဒီနေ့ပြန်လွတ်လာတဲ့သူတွေနဲ့ပတ်သက်လို့သတင်းကိုဆက်ပြီးတင်ပြပါမယ်။ဒီစစ်အာဏာသိမ်းမှုကိုစတင်ခဲ့တာကြောင့်စစ်ကောင်စီကဖမ်းဆီးပြီးတော့ပုံမှန်905ကကြီးနဲ့ ဖန်တီထောင်ချထားတဲ့အကျဉ်းသားအကျဉ်းသူ3000ကျော်ကိုပြစ်ဒဏ်တွေကရှော့ပေါက်ပေးလိုက်တဲ့အကြောင်းမင်းကနိုဝင်ဘာ26ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီစစ်ကော်မရှင်ကပြစ်ဒဏ်ကရှော့ပေါက်ပေးလိုက်တဲ့ဒီနိုင်ငံစုပူလုံဆောင်တဲ့ပုံမှန်အဖြစ်လူတီများတဲ့ပုံမှန်905ကကြီးနဲ့ဖန်တီထောင်ချခံခဲ့ရသူတွေဖြစ်ပါတယ်။ဒီအခုပြန်လွတ်ပေးလိုက်သူတွေက924ဦးဟာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျွလွန်မှာကအဲ့ဒီပြစ်ဒဏ်အပြင်ကြက်ခံဖို့ကြံရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြက်ခံရမယ်လို့ဆိုပါတယ်။ နောက်ထပ်2361ဦးကိုတော့အဲ့ဒီလိုတရားစွဲဆိုထောင်ချခံထားရတဲ့ပုံမှန်905ကကြီးပါပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီးတော့လူငင်းချမ်းသာခွင့်ပြုလိုက်တယ်လို့စစ်ကော်မရှင်ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲ့ဒီသူတွေဟာပုံမှန်905ကကြီးပါပြစ်ဒဏ်တွေကိုတက်တာခွင့်ရပြီမဲ့လေတခြားပုံမှန်တစ်မျိုးမျိုးနဲ့တရားစွဲဆိုခံထားလို့ရှိရင်တော့အဲ့ဒီပြစ်ဒဏ်ကလွတ်မြောက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒီပုံမှန်905ကကြီးကိုစစ်တပ်အာဏာသိမ်းအပြီးနှစ်ပတ်အကြာဖေဖော်ဝါရီလ14ရက်မှာစစ်ကောင်စီကပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီပုံမှန်တွေဟာတရားစွဲခံရလို့ရှိရင်အမကမရတဲ့ဒီပုံမှန်ဖြစ်ပြီးတော့ပြစ်ဒဏ်ကို၃နှစ်တက်မှတ်ခဲ့ပါတယ်ခင်ဗျာ။နောက်ပုံမှန်905ကကြီးနဲ့ဖန်တီခံရသူအများစုက2021ခုနှစ်စစ်တပ်ကအာဏာသိမ်းမှုကိုစတင်တဲ့အနေနဲ့အကြမ်းမဖက်လူမှုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ဝန်ထမ်းတွေစစ်အာဏာသိမ်းမှုကိုစတင်တဲ့ဆန္ဒပြပွဲမှာပါဝင်သူတွေ စစ်အာဏာသိမ်းတာကိုဆိုရှယ်မီဒီယာတွေမှာကန့်ကွက်စာရေးသားတာရှုံချတာနဲ့စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးသတင်းဌာနတွေရဲ့ဖော်ပြချက်တွေကိုမှတ်ချက်ရေးသားတာပြန်လည်ဝင်မြတာနဲ့ထင်မြင်ချက်ရေးသားခဲ့သူတွေဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပုံမှန်905ကကြီးနဲ့ဖန်ဝန်းထုတ်ခွန်ထားသူတွေမှာဆိုရှယ်မီဒီယာတွေမှာထင်ရှားသူတွေဂျာနယ်လစ်တွေနှုပညာရှင်တွေထင်ရှားကြော်ကြားသူတွေလည်းပါဝင်ပါတယ်ခင်ဗျာ။ ဒီအဲ့ဒီလိုပုံမှန်905အကကြီးဖောင်းဝန်းတန်းထုတ်ခံထားပြီးတဲ့နောက်မှာတင်းဆောင်နေသူဓမ္မမုတ်တင်းဆောင်တာကြောင့်တရားခံပြီးပုံမှန်912နဲ့ထပ်မံတရားစွဲခံရသူ9580ဦးကိုလည်းအမှုပိတ်သိမ်းပေးလိုက်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။ဒီအဲ့ဒီသူတွေဟာလည်းပုံမှန်905အကကြီးနဲ့တရားစွဲဆိုတာတရားခံပြီးပုံမှန် ဒီငါတင်းနှစ်နဲ့တရားဆွဲဆိုခံရတာကနေပြီးတော့လွတ်မြောက်ပြိမဲ့လဲတခြားပုံမှန်တစ်မျိုးမျိုးတက်ပြီးတော့တရားဆွဲဆိုခံထားရပါကအဲ့ဒီပြည်တော်ကလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လဲဆိုထားပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုကတော့ဒီမြန်မာစစ်တပ်ရဲ့ရုပ်ောက်ပွဲတွေကိုစန့်ကျင်ပယ်ချဖို့အမေရိကန်လွှတ်တော်နှင်းရကအမတ်တွေကတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ် မြန်မာစစ်တပ်ရဲ့ရုပ်ကပွဲတကူပြက်ပြက်တသားပယ်ချဖို့ဆိုပြီးတော့အမေရိကန်လွှတ်တော်နှစ်ယောက်ကနိုင်ငံသားကြီးရကော်မတီဥက္ကဋ္ဌတွေနဲ့လွှတ်တော်အမတ်တွေကကန့်ကွက်ပြောဆိုလိုက်ကြပါတယ်။ကမ္ဘာတဝန်းကဒီမိုကရေစီနဲ့နိုင်ငံတကာကအသိမှတ်ပြုထားတဲ့လူခွင့်ရေးဆိုင်ရာအမေရိကန်ရဲ့ဂရီကဝတ်တွေနဲ့အတူသမ္မတထရန့်ရဲ့အုပ်ချုပ်ရေးနဲ့အမေရိကန်ရဲ့ဒီမိုကရေစီမဟာမိတ်တွေအားလုံးက မြန်မာပြည်သူတွေလွတ်လပ်မှုနဲ့တရားမျှတစွာရွေးချယ်ပိုင်ခွင့်ကိုညှင့်ပယ်ပေမဲ့ဘယ်လိုရုပ်ကောက်ပွဲရလတ်ကိုမဆိုစန့်ကျင်ပြောဆိုကြဖို့တိုက်တွန်းပါတယ်ဆိုပြီးရေးသားထားပါတယ်။အာဏာသိမ်း၅နှစ်နေပါကြတဲ့အထိမှတရုတ်နဲ့ရုရှားဒုစီကနေမြန်မာစစ်တပ်ဟာနိုင်ငံရေးနဲ့စစ်ရေးပံ့ပိုးမှုတွေတိုးရနေပေမဲ့ဒီနယ်မြေထိန်းချုပ်ဖို့ရုန်းကန်နေရတဲ့ဖြစ်တယ်လို့လွှတ်တော်မှတ်တွေရဲ့ကြေညာချက်ကဆိုပါတယ်ခင်ဗျာ။ ဒါပြင်ရုရှားရဲ့မြန်မာစစ်တပ်ပေါ်ချုပ်ကန်ထိန်းချောင်းမှုတွေတိုးလာပြီးတော့ရုရှားစစ်တပ်ကမြန်မာစစ်တပ်ကိုချုပ်ကန်မှုတွေတိုးလာခဲ့တယ်လို့လည်းဆိုပါတယ်။ဒီအခုထုတ်ပြန်ချက်ကိုလွတ်တော်နဲ့လုံရဲအောက်လွတ်တော်နိုင်ငံသားရေးကော်မတီဥက္ကဋ္ဌနဲ့ကော်မတီဖွဲ့ဝင်တွေအပါအဝင်အထက်လွတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌနဲ့ကော်မတီဖွဲ့ဝင်တို့ကကန့်ကွက်တာလို့ဖော်ပြထားပါတယ်ခင်ဗျာ။အောက်လွတ်တော်ဥက္ကဋ္ဌနဲ့လွတ်တော်အမတ်တွေ ဖြစ်တဲ့ Brian Mack, Gregory W. မစ်နဲ့ဒီအထက်လွှတ်တော်နိုင်ငံသားရေးကော်မတီဥက္ကဋ္ဌနဲ့အမတ်တွေဖြစ်တဲ့ James E. Rich နဲ့ဒီ James Shahin တို့ကစစ်တပ်ရဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့တရားမျှတမှုတွေမရှိနိုင်ဘူးဆိုပြီးတော့နိုဝင်ဘာ26ရက်မှာတင်းကြီးနေကျွန်းတဲ့ဆုံးပြခဲ့တဲ့အကြောင်းလွှတ်တော်နှစ်ရက်ရဲ့နိုင်ငံသားဆက်ဆံရေးကော်မတီတွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဒီပြခဲ့တဲ့နိုဘာ19ရက်တုန်းကလည်းပြုလုပ်ခဲ့တဲ့အမေရိကန်ကွန်ဂရက်ရဲ့ဈာနာပွဲရဲ့ဆွေးနွေးချက်တွေကိုအခြေတည်ပြီးတော့ ယူကော့ဘွယ်လုပ်ငန်းစဉ်ရဲ့အားနည်းချက်တွေနဲ့လက်ရှိစစ်တပ်ရဲ့လုပ်ရက်တွေကြောင့်အခုလိုတရားမျှတမှုမရှိဘူးလို့ထုတ်ပြန်တာလို့လည်းဖော်ပြထားပါတယ်ခင်ဗျာမြန်မာကယူကော့ဘွယ်ကအတူယောင်ဖြစ်ပြီးတော့နိုင်ငံတကာကိုလှည့်ပြားဖို့စစ်အာဏာရှင်ကြိုးကင်စီစဉ်ထားတာပါ2020ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ယူကော့ဘွယ်ကတရုတ်ကြောတော့နောက်ခံပြုထားတဲ့စစ်အာဏာရှင်အတွက်တရားဝင်ဖြစ်စေဖို့လမ်းကြောင်းပေးထားတာဖြစ်တယ်လို့ထုတ်ပြန်ချက်တည်းမှာဖော်ပြထားပါတယ် ဒါပြင်မြန်မာလူထုဟာအသက်အန္တရာယ်အကျဉ်းချခံရမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတို့စတဲ့ကြီးမားတဲ့အန္တရာယ်တွေကိုစန့်ကျင်ခဲ့ကြပြီးတော့စစ်အာဏာရှင်စနစ်ကိုတွန်းလှန်နေကြတာဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုရှိမဲ့အရေးယုံမမြင်ရတာကြောင့်ဒီအချိန်တွေအောက်မှာအမေရိကန်ပြည်ထောင်စုအနေနဲ့ရွေးကောက်ပွဲကိုပြပြတသားပယ်ချဖို့လိုတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်ခင်ဗျာ။အမေရိကန်လွတ်တော်နေ့ရက်ဒီစစ်တပ်ရွေးကောက်ပွဲကိုကန့်ကွက်စွာထုတ်ပြန်တဲ့နိုဝင်ဘာ26ရက်နေ့မှာပဲ စစ်ကောင်မရှင်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းရာဇသက်ကြီးပုံမှန်905ကကြီးနဲ့ထောင်ဒဏ်ချမှတ်ခံထားသူတွေမှုဖွင့်ခံထားတဲ့သူအပါအဝင်အဲ့ဒီပုံမှန်တွေနဲ့ဝရမ်းကြောင်ထပ်ပြေးတိတ်ဆောင်နေရသူတွေကိုအမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အမိန့်နဲ့အမှုပိတ်သိမ်းပေးခဲ့တဲ့အကြောင်းကြေညာခဲ့ပါတယ်ခင်ဗျာစစ်ကောင်မရှင်ကလုံခြုံချမ်းသာဂွင်နဲ့920လေးဦးကြာမှုတွေနဲ့2361ဦး ဒီပြည်နယ်ရှောက်ပောက်ွယ်ပေးခဲ့ပြီးတော့အမှုကျင်ဆိုင်ဈေးနဲ့ထွက်ပြေးတင်းရှောင်းသူအပါဝင်သူသူပေါင်း9580ဦးကိုလုံငိမ့်ချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ29ရက်နေ့ကမှတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်